အားလုံးမင်္ဂလာပါဒီလာမဲ့၄ရက်နေ့ကြာရင်ကျွန်တော်တို့မြမရဲ့မြမဂုံဆောင် MMA MMA မျိုးဆက်ချပေးတဲ့ကျွန်တော်ရဲ့ဟီးရိုးကြီးအော်လာအဆန်ရဲ့နှုတ်ဆက်ပွဲကိုရောက်တော့မှာဖြစ်ပါတယ်အခုသူဟုတ်ဝိုက်တန်းကခုကပတ်ကခုရတော့သူရဲ့အင်တာဗျူးလေးရဲ့ အခုလက်လက်ဆက်ဆက်သူ့ရဲ့အင်တာဗျူးလေးရယ်ကျွန်တော်လက်ချက်ကြည့်ရအောင်သူရဲ့နောက်ဆက်ပွဲလေးမှာကျွန်တော်တို့တွေအားသုံးခွန်ဆိုင်အားပေးကြရအောင်โอเคဝိတ်တန်းတစ်ခုရတော့အင်တာဗျူးလေးကျွန်တော်လည်းအရင်ဆုံးကြည့်ရအောင်ကူပီရာဒီဘယ်လဲနရှိနေတော့အလာကဝါမ17နှစ်ဝါနဲ့လက်တွဲတာ စက်ကိုပဲထိုးထားပါတယ်စက်ကနေတော့ဒါပေမဲ့ကျွန်တော်ပြောချင်တာအာဒီဟာဒီဟာတော့ဆိုပြီးကျွန်တော်ရှင်းတာအဲရှစ်ပတ်ရှိနော်မိသားစုနဲ့မတွေ့ပဲနဲ့ကျွန်တော်တယောက်တစ်ပတ်ဖလော်ရီဒါကျွန်တော်တယောက်တစ်ပတ်အခန်းတီးတီးလေးမှာနေပြီးတော့အရင်ကကျင့်ခဲ့ရတယ်ဒီစားမှုတွေပေါ့နော်ရှစ်ပတ်လုံးကျွန်တော်အရန်စူးစမ်းပြီးတော့ကျင့်ခဲ့တာ အဲ့ဒီဟာမလွယ်စကိစားနော်ဒီဒီကြိုက်ွက်က online ပုံမှန်တိုက်ွက်မဟုတ်ဘူးနော် online အခုရခြေခံချက်ပါဝါပြင်းလာအောင် online ဘယ်လိုမျိုးတွေလေ့ကျင့်နေလဲဟုတ်ကဲ့ဒီဝက်ချက်လေးဟုတ်ကဲ့မဟုတ်ကျွန်တော်ကျွန်တော်အရင်ကတည်းကနိုင်ပါတယ်ကျွန်တော်အရင်ကတည်းကထိုးနိုင်ပါတယ်ဒါပေမဲ့အဲပြိုင်ဖက်နဲ့တယောက်နဲ့တယောက်မတူဘူးအဲ့ဒါပြောချင်တယ်ဟုတ်ကဲ့အဲပြိုင်ဖက်အကေအဲ့လိုမျိုး ground game အရန်ကောင်းတော့ stand up မှာနိုင်နိုင်ရမယ်အဲ့အဲ့ဒါအဲ့တော့ကျွန်တော်ရှင်မဟိုဟို MMA မှာဆိုတော့2 way စုံတယ်လေအဲ့ဒါပြရချင်တယ်ကျွန်တော် ဟိုကျွန်တော်ကျွန်တော်ရဟိုအဲတိုက်ချက်မှုအများကြီးရှိရလို့ပြချင်တယ်အဲ့ဒါပြီးတော့ဗာပြချင်တယ်ဆိုတော့ဟိုဒီပွဲမှာကျွန်တော် improvement ရှိရကျွန်တော်ပြချင်တယ်အဲ့ဒါပြီးတော့နောက် poison ပိုကောင်းနေမြန်ဘာလို့လဲဆိုတော့အခုကကျွန်တော်အလုံးမလုပ်ဘဲနဲ့ဒီ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 နေရာမှာ MMA မှာပဲကျွန်တော်အားလုံးရအားလုံးရစူးစမ်းနေတယ် ကပောက်မှာတူးတည်းရှိတဲ့ကပန်းတစ်ခုပိုင်စီဖြစ်လာပြီအွန်လိုင်းပုံမှာအဲနောက်တယောက်ရှိတယ်နော်နောက်တယောက်ရှိတယ် market ကပန်းတစ်ခုပိုင်စီဖြစ်လာဆိုတော့တာဝန်နဲ့ဘဲတာဝန်နဲ့ပို့ပို့လာပြီအာပို့လာပေါ့ဘာလို့လဲဆိုတော့ middle weight မှာကျွန်တော်ကစားချင်တဲ့လူအများကြီးရယ် like heavy weight my exhaustion လို့ရအများကြီးရအဲ့တော့တာဝန်ပူကြီးရဒါမဲ့ကျွန်တော်ယုံကြည်ရကျွန်တော်ယုံကြည်ချက်ကျွန်တော်ရှိရကျွန်တော်ရှိမှယုံကြည်ချက်အပြေးဝရှိရကျွန်တော်အသင်းမှာကျွန်တော်ယုံကြည်ချက်အပြေးဝရှိရကျွန်တော်မိသားစုမှာကျွန်တော်ယုံကြည်ချက်အပြေးဝရှိရအဲ့ဒါပြီးကျွန်တော်နိုင်ငံရောမြန်မာပြည်နိုင်ငံကျွန်တော် ဟို support ပေးမယ်ဆိုကျွန်တော်တရားရခံလို့ယုံကြည်တယ်။အားလုံးအရင်ကျေးဇူးတင်။ဟိုအာ June month July လောက်ပြန်ကစားရမယ်။ middle weight နဲ့တူတယ်။ကျွန်တော်မတေချာသေးဘူးเนาะအာဘာပဲမဆိုဆိုကျွန်တော်နောက်ပတ်စပြီးတော့ကျွန်တော်ပြန် training ပြန်ဝင်ရမယ်။နောက်ကျွန်တော်အချိန်မဖြုံးချင်ဘူး။ဘာလို့ဆိုတော့အခုအသက်30နှစ်ရှိပြီ။33ပြည့်ရမယ်။ contract ရော6ပွဲရှိ။အာမတီးရသူတို့ဟို big dash ကတပွဲရှိသေးတယ်။ အဲ big dash ကဆင်ကျွန်တော်သူနဲ့ပြန်ကစားမယ်ဟိုသူနဲ့ကစားနိုင်ပြီးပိုကောင်းကောင်း moment နိုင်အောင်လို့ဆိုကျွန်တော်အရန်ကြိုးစားမယ်နှစ်ပတ်မှကြိုးစားမယ်ဟုတ်ကဲ့ရှိရဒီ weight တန်းတန်းမှာပေါ့ချန်ပီယံဖြစ်တာဟုတ်ကဲ့ငါများဟိုအတင်ချလို့အောင်မှာဆိုတော့အခက်အခဲများရှိလားအာမရှိပါဘူးဒီဒီ weight တန်းဆိုပြီးကျွန်တော်အဲကစားချင်မှာ၁၀ပေါင်တော့မှဟိုလိုသေးရနော်ကျွန်တော်၁၀ပေါင်တော့ထပ်တိုးလို့ရသေးရအာအကေမီရိုဝေးသူကျွန်တော်ပြောမှာဆိုတော့နောက်တစ်လခွဲလောက်ဆိုကျွန်တော်ချနိုင်မီရိုဝေးထဲမှာ ဝေပြောင်းဝေလွဲရဒီတက်ခဲရင်းနဲ့ပတ်သက်ပြီးတော့တစ်ခုခုဟိုအနောက်ဆက်တွေဖြစ်လာတာမရှိဘူးမရှိဘူးကျွန်တော်ကျွန်တော်ဂီယူဆိုင်ဘာလဲဆိုတော့အာဂျင်မှာကျွန်တော် heavy weight နဲ့ကစားကျွန်တော်ဘလောက်ဟိုခံနိုင်လဲခံနိုင်ရှိလဲဆိုကျွန်တော်သိရအာအကေအကေတာဟိုကျွန်တော်ဂျင်မှာဆိုမရွေးတော့ကျွန်တော်တက်ပူကြည့်လို့ရောကစားရ လူခုနှစ်ပေရှိတဲ့လူနဲ့ကစားရဲပေါင်300ရှိတဲ့လူနဲ့ကစားရဲဆိုတော့အမ်ဒီအဆက်ပေါင်လေးကကျွန်တော်ပေါင်နဲ့ဆက်ကျွန်တော်ကျွန်တော်တက်ဂူးမရှိအဂူးမစားအော်လား32နှစ်ရှိပြီဆိုတော့အော်လားဘယ်ရွယ်မှာ heavy weight တောင်ထိုးဖို့ရည်ရထားလဲ heavy weight မထိုးတော့မထိုးဘူးလား heavy weight မထိုးတော့မထိုးတော့ over here uh, heavy weight ဘူးရ net ရလိုက်ပြီဟုတ်ကဲ့ဒီတိုင်းမှာမဟုတ်မယူကျွန်တော် middle weight defend လုပ်မယ်ကျွန်တော်အခုပြန်ပြောမယ်နော်အာ middleweight နဲ့ light heavyweight ကပတ်နှစ်ပတ်နှစ်ခုဆုံးရတယ်နှစ်ခုဆုံးကျွန်တော်ကာကွယ်မယ်နော်နှစ်ခုဆုံးကာကွယ်မယ် heavyweight တော့မတက်တော့ heavyweight တော့မတက်တော့ heavyweight အတက်ဖို့အာကျွန်တော်ကအရက်မရှိဘူးအရက်အလောက်မရှိဘူး6ပေ4လက်မ6ပေ5လက်မတော့ဆိုတော့ heavyweight တက်ရှင်တက်လို့ရတယ်ဒါပေမဲ့လူကောင်းကကြီးလွန်းတယ်သူတို့ကကျွန်တော် heavyweight တကယ် heavyweight ကအဲ့လောက်ကြီးလွန်းတယ်ကျွန်တော်တို့ဆိုရင်ဟုတ်ကဲ့ ကျွန်တော်မိသားစုဝင်လာအဲအဲနောက်ပတ်ပြန်တွေ့မယ်လို့ပြောပြောချင်တယ်အားလုံးရမ်းချစ်တယ်အားလုံးအဲသူတို့မပိုင်ဒီလိုမအောင်မြင်ရတော့အဲပြောချင်တယ်အဲ့ပြကျွန်တော်မိရအားလုံးရကျွန်တော်ရမ်းချစ်စစ်တယ်နော်အများအားကျွန်တော်ဟိုရ coverage ပေးလို့ရမ်းချစ်စစ်တယ်ပါအားလုံး I'm doing one more question okay. calling one more question who's got it um အဲကျွန်တော်အားလုံးဟိုစုစုပေါင်းပေါင်းတာလုံးရင်းတော့ဘာမဆိုကျွန်တော်အောင်မြင်နိုင်ရအဲ့ဒါပြီးတော့ ဟိုနိုင်ငံခြားမြန်မာပြည်သားတွေရောပြန်လာနိုင်ပြီးတော့မြန်မာပြည်ကိုပို့ဟိုကောင်းစေအောင်ဆိုပြီးတော့သူတို့ပြန်ဖိတ်ချင်တယ်နော်ဖိတ်ခေါ်ချင်တာပေါ့နော်ဟုတ်လားအရန်ချစ်တယ်အေးကျွန်တော်ကျွန်တော်ကျွန်တော်ပြောချင်တာဒီလိုမျိုးကျွန်တော်အားလုံးညီညွတ်ပြီးတော့လုံးဝဆိုဘာမှမဆိုဖြစ်နေအခု2018ခုနှစ်ကရှိနေတော့တိုင်းပြည်က အားလုံးပျော်ရှင်ပြအားလုံးကြိုးစားရင်ဘာမှဆိုကျွန်တော်အောင်မြင်နိုင်ရင်လို့ပြောချင်ပါတယ်။ All right, thank you guys. Thank you so much. ကျေးဇူးများတင်ပါတော့။ Thank you. Okay, အဲ့ဒါတော့လွန်ခဲ့တဲ့ခုနှစ်နှစ်ရှိနေတော့အင်တာဗျူးပါအစ်ချေနာဒီမလကပါရခုဒီမလကပါရခုပန်းခုဝိုက်တန်ခုရဲ့ကပပရှင်အာလာအစအခုလာမဲ့၄ရက်နေ့ကျရင်သူရဲ့နောက်ဆုံးပွဲဖြစ်လို့ရရှိသွားပါပြီ။ Okay, ဒါကတော့သူ ทยในอินเดีูราราเลยจนนนราเชื่อใจทยตัวทยมีเดียตัวบาเมลาครับครับครับช่วยบอกความรู้สึกกับเราหน่อยครับ ว่าไฟนี้คุณรับไฟเนี่ยคุณรู้สึกยังไงบ้างอันนี้คันซาเจลเลยจะปรับเราเดี๋ยวอันนี้น่าสมบูรณ์สุดเลยเราคันซาเลย I'm very prepared. I'm very well trained for this fight, and I'm very very excited. รู้สึกตื่นเต้นมากค่ะแล้วก็เตรียมตัวแล้วก็เตรียมตัวรับมือกับไฟนี้แล้วก็เตรียมตัวมาอย่างดีค่ะก็อาจจะยิ่งขอเราบอกว่าถึงถึงเพื่อมาต้องรู้แล้วตัวปีเซนลาเนี่ยยังยิ่งขอถึงเพื่อตัวเป็นนักสงครามตัวก็รู้แล้วจะไม่รู้ตัวเปล่า ผมได้ข่าวว่ามันจะเป็นไฟสุดท้ายของคุณ อันนี้จริงป่ะครับการจะเดินจ้าละเนี่ยนอสมเปรนอสมเปรเขาอะไรเขาลาเลย uh, to... This fight going to be your last fight? Is it true? Could you please say a little bit about it? Yeah, this is going to be my last fight, um, and I'm, you know, I've been I've been thinking a lot about it, but it's time for me to move on from being a fighter to be more of a coach. trainer so, and it's o ใช่ค่ะก็คือเขาว่าคิดถึงเรื่องเนี้ยมาสักพักแล้ว ซึ่งมันก็เป็นสิ่งที่ยากสำหรับเขาแล้วเขาก็ใช้เวลาคิดใน่ตองอยู่สักพักหนึ่งแต่เขาก็คิดว่าถึงเวลาแล้วที่เขาจะมูมันเปลี่ยนจากที่เป็นนักชกไปเป็นโค้ชได้ค่ะแต่เขาได้อะไรตัวตัวกระซาบว่าตัวน้ำตัวตัวเอเลสิงาซาเลสิงาเชนตัวใหญ่ตัวสิงาบีบอร์เชนตัวใหญ่ตัวสิงาบีมาตัวสมชัดกันเนาะ ောက်ပြီးดีာ့ဒီဒီ fighter ဘွားรားပြီးတော့ဒီ trainer s e เ trainer ဆရာဘက်ကသူအဲ့မှာပြန်จริงๆแล้ว โอเคแม้ว่าผลประกอบการในช่วงหลังอาจจะไม่ค่อยดีนะแต่จริงๆแล้วสภาพร่างกายคุณก็ยังโอเคอยู่ยังน่าจะ ยังน่าจะสู้ได้อย่างน้อยก็ อีกสสองามปี เออทำไมทำไมครับทำไมถึงแฟนนวลใช้ติดดาไมีเลยหรอ 嗯，对，那时候那时候出个嘞，山上，那时候出个嘞，过年代表，我刚那么高么？家里面山上也么高么？家里面呢，看那过年，我就记几个人，那看人那那出落样子的，芭蕉来了，芭蕉你拿你拿么了么？芭蕉拿有有？ Uh, he, he, said that like, he thinks that your body is still good and still like be able to perform the debate two or three years. What do you think about that? Why have yeah. you like um, resign something like that? Yeah. De definitely, it's uh, it it's more than just physical, right? It's, it's more than just physical. It's more the, uh, in the aspect of taking care of my family, being able to use my talents in a better way. And, and, I believe that if I wanted to, I could fight a little bit longer, right? Because I, I still feel pretty healthy, and I like right now I probably am in better shape than, than, before, right? But the thing is this, right? It takes away from my responsibility as a trainer, as a coach, as a business owner, and as a, as, a, as a father as well. ค่ะเขาก็ รู้สึก ว่า ก็ จริงอยู่ที่เขายังสามารถชุบได้ ค่ะ แต่ว่า มัน ก็ อาจจะ ดี กว่า ที่ ว่า เหมือนเขาเหมือน เปลี่ยน เปลี่ยน โฟกัส อะไรเงี้ย ค่ะ ไป เรื่อง ของการ เป็น เทรน แล้วก็เหมือน ด้วยความที่ เขาก็ เหมือนเป็นหัวหน้าครอบครัว แล้วก็เหมือนเป็นความเป็นห่วงของ ที่บ้าน ด้วย อะไรเงี้ย ค่ะเอาละเต็มที่ก็ทำไมเกิดเขาบาดเจ็บตัวเซตทูเซตทูยาดีเลยทำไมตัว ตัวไอ้น้องจีสุรเรว่ามีตาสุจัตุโซเจนเนาะแต่จำมบอว ตัวไฟตาเนี่ยตัวရိနာဆရာလို့ကိုကောင်းမယ်လို့ဆုံးဖြတ်လိုက်တာတဲ့အ့ุနောင်ကြตးဆိုတော့မိသားวုကသူမိသในฐานะสื่อไทยครับคุณองลาเป็นหนึ่งในนักกีฬาพม่าที่เป็นแฟนมวยชาวไทยค่อนข้างที่จะรู้จักแล้วก็ให้ความยอมรับไม่สุดคนหนึ่งอยากให้คุณองลาครับพูดถึงนแฟนมวย ရှောက်ဆိုင်မယ်ครับโอเคကြောအရမ်းမြန်မာဖိုင်တာတယောက်အနေနဲ့ကိုလေငါတို့သူတို့တည်မီဒီယာအနေနဲ့ကိုဒီမြန်မာဖိုင်တာတွေဒီမှာနေကိုလည်းအများကြီးတည်ကြတဲ့အတိမလည်းပြကြတော့ဘလို့ဟိုပရိတ်တဲ့ရနေထိုင်ပရိတ်တဲ့ရနေအတိမတွေအတိမပြကြတော့ဒါကြောင့်ထိုင်ပရိတ်တဲ့အတွက်နည်းနည်းလေးစကားလေးပြောပြောပြပါဦး meeting he said that you are like one like, of the Burmese well, that that Thai mga love and like Thai ne could you say a little bit to like Thai fan oh <laughs> <laughs> uh, thank you guys so much you know I uh, for me it's a dream right to find Lumpini uh, the mecca of you know Muay Thai and Thailand so for me, it's a big honor, and I'm very thankful for everything Thailand has done for, for, for not just for me, but for our people. You know, and, and I'm very grateful and I'm very thankful for, like, to me, Thai, Thai people are very noble and very kind, and I, and I appreciate, like, you, your love for me, and, and I have reciprocal love for you guys. ค่ะเขาก็รู้สึกขอบคุณแล้วก็รู้สึกเป็นเกียรติมากที่เหมือนแฟนๆแฟนมวยชาวไทยอะค่ะให้ความชื่นชมแล้วก็ชอบเขาอะไรเงี้ยค่ะแล้วก็รวมถึงสิ่งที่ชาวไทยทําไม่ได้ทําให้กับพวกเขาแต่ว่าก็เหมือนรวมถึงคนในประเทศเขาด้วยอะไรเงี้ยค่ะก็เป็นเกียรติอย่างยิ่งที่ได้อยู่ในมวยของนี้ก่อนในมวยของวันนี้ด้วยเช่นกันค่ะเพราะว่าสำหรับที่สุดยอดเลยนะว่ามาพินามาไฟกาเที่ยวในในทางเปิดตัวเด็กที่มาปีนามนะ နောက်သူလည်းကျေးဇူးတငนတော့နောက်ချက်တီ้င်္ဂလာရှိတော့ဒါပါပဲအများမပြောချင်တော့ပြောပြောရင်တော့ဆက်ပွဲဆိုတော့မခံစားနိုืมไม่ได้เลยครับ แฟนมวยที่บ้านเกิดของคุณแฟนมวยชาวเมียนมารบกวนช่วยฝากบอกอะไรถึงแฟนมวยชาวเมียนมาเป็นเป็นภาษาเมียนมาเลยครับ

all the love that you show me, please show the love to the next generation as well, because, um, and, and uh, like I know the next generation are going to be great as well. So, uh, could you do one more time in the bonus? Yeah. Yeah. the Uh, you know, take your Abish now, but so now I'm music fighter, you know, Abiba, you know, chip, chip your, uh, အားလုံးအားပြုလို့ကျွန်တော်တိုက်တွန်းချင်ပါတယ်။ရှင်ဒါကတော့ online ဆိုင်ရင်အင်တာဗျူးရှင်အင်တာဗျူးတွေလည်းပြီးသွားပြီ။ဒီဒါဒါတော့ soft interview ဟိုဝက်တန်ကွာအင်တာဗျူးလည်းတင်ဆက်ပြီးသွားပြီ။ဟိုဒါတော့ soft interview လေးပါ online ဆိုင်ဝမ်းမှာ7နှစ်19ဘွဲ့ 这不不不不是小了，时候，这还是。下面都干那个事，只那玻璃啊，把。带不到小了，带不到玩。因嘛。你下面都干那个正那就开始烧烧了玩咯。OK，明天我再做那个，做那个西罗去。那本来，我们是新来妈子，那送了不玩。OK，妈是白玩去。 ဒီလာမဲ့လာမဲ့၄ရက်နေ့မှာမြေနောက်ဆုံးပွဲလေးကောင်းကောင်းမွန်မွန်ကြည်ကျင်ပါတယ်ဆုံးဒီဆုံးဒီပစ္စည်းနိုင်ဒီပစ္စည်းမင်းဟာငါတို့နှလုံးသားထဲမှာဟီးရိုးပဲ MMA ဒီမှာပြည်သားတွေရဲ့မျိုးစိတ်ချပေးခဲ့တဲ့ဖိုင်တာကြီးမြန်မာနိုင်ငံကိုကပါကတိအောင်ဆန်းဆောင်ပေးခဲ့တဲ့ဖိုင်တာကြီးဝိုင်တန်တစ်ခုမြန်မာဖိုင်တာတူတဲ့တော့မြန်မာဖိုင် မမဖိုက်တာ MA ဖိုက်တာဇာဒမလေးအော်လာအစတော့မမပြီမှာတံမိုးမဖြတ်နိုင်တဲ့ဖိုက်တာကြီးပါဒါ Okay ဆောင်းတဲ့ချစ်ရတဲ့ချစ်ရတင်ပါတယ်